တန်တမိုးသိန်းကတော့သူမြောက်ကိုအောက်ဖဲလန်သမ ्या ကိုအခုချိန်မှပြန်ပြီးသူလည်းအောက်ဖဲလန်ခံနေရပါပြီ။တန်တမိုးသိန်းဟာသူမအခုတွဲနေတဲ့သူမရဲ့ကောင်းလေးဟာနေပြည်တော်ကညွန်ကြားရေးမှူးအချင်းဦးစီးဌာနကကောင်းနေဆိုပြီးတော်တော်လေးကိုတရင်ပြန်တန်းနေရပါ။ဒါပေမဲ့လည်းအဲ့ဒီကောင်းလေးကလူပြိုလူလွတ်မဟုတ်ပါဘူး။မရနဲ့သားနဲ့ရှိနေရပါ။ဒါကြောင့်မို့ပရိသတ်ချို့ကလည်းတန်တမိုးသိန်းပေါ်မှာမင်းငယ်လို့ချင်နေတာလားဆိုပြီးပြန်ပြီးတန်တမိုးသိန်းကိုပြန်ပြီးအပြစ်တင်ပြောဆိုနေကြလဲတွေ့ရပါတယ်။ပထမဆုံးကတော့ကိုရှင်မန်းတို့အုပ်စုကတန်တမိုးသိန်းကိုတယောက်တည်းဆိုပြီး အုပ်စုဘွဲ့အနိုင်ကျင့်တယ်လို့တဏ္ဍာမိုးသိန်းပေါ်မှာပြတဲ့လူချော်တော်တော်လေးကိုသနားနေကြတာပါအဲ့ဒီပြဿနာဖြစ်တော့ကတော်တော်လေးသနားဖို့ကောင်းပါတယ်ရွှေမန်းတယောက်ကလည်းသူကိုယ်တိုင်ကကြောင်မနဲ့ဖောက်ပြန်ပြီးမှသူ့ဘက်ကမဖောက်ပြန်ပါဘူးဆိုပြီးသူ့ဘက်ကလိပ်ပြလုံပါတယ်ဆိုပြီးပြတဲ့သူကိုဘလောက်ကြည့်ပဲပြောပြောတဏ္ဍာမိုးသိန်းကိုယ်တိုင်ကလုံဝါကြီးကိုအချက်လက်ကြကြအသေးစိတ်ပြောပြခဲ့တာပါနောက်ပြီးတဏ္ဍာမိုးသိန်းနဲ့ရွှေမန်းတို့ပြက်ခင်ကလေးကရွှေမန်းကအခုသူယူထားတဲ့ ဒေါက်တာမလေးဆိုတဲ့အဲ့ဒီကောင်မလေးနဲ့တဏ္ဍာမိုးသိန်းနဲ့တော့မပြတ်သေးဘူးခိုးပြီးတွဲနေကြတာပါအလုံးတိကြတဲ့အတိုင်းပါပဲကိုရွှေမန်းကတော့မိမပေါင်းအယောက်90လောက်နဲ့တွဲခဲ့ပြီးတော့မိမတိုင်းကိုလိန်လဲလှည့်ဖြားပြီးတော့နှမချင်းကိုချင်းမစားမနာတဏ္ဍာမိုးသိန်းကိုလှုပ်ချင်ရလှုပ်သွားခဲ့တာပါဒါကြောင့်မလို့တဏ္ဍာမိုးသိန်းကလည်းလုံးဝကြည့်ကိုမခနိုင်တော့တဲ့အဆုံမှာသူမလည်းထားပြီးပောက်ကွဲလီရောအဲ့ဒီချိန်မှာထွန်းထွန်းကိုယ်တိုင်ကလည်းပေါင်လာခဲ့တာပါထွန်းထွန်းဟာကိုရှင်မန်နဲ့အင်းနီဆုံးတငယ်ချင်းဖြစ်တဲ့အတွက်တဏ္ဍာမိုးသိန်းကိုရိုက်ဆရာမရှိအောင်ပြောခဲ့တဲ့အတွက်ထွန်းထွန်းပေါ်ပါတယ် ဂျမနိုင်ငံကပြည်သူတွေကလုံဝါကျူကိုပြန်ပြီးပြစ်တင်ပြောဆိုနေကြလဲတွေ့ရပါတယ်။တဏ္ဍာမိုးသိန်းနဲ့ကိုရှိမန်တို့အုပ်စုတို့ပြဿနာဖြစ်ကြတော့ကတဏ္ဍာမိုးသိန်းဟာသူတယောက်တည်းပဲကိုရှိမန်တို့အုပ်စုကလုံဝါကျူကိုတဖက်ထက်ဆန်စွာဝိုင်းပြီးတော့အနိုင်ချင်းနေကြတော်တော်လေးကိုသနာဖို့ကောင်းပါတယ်။တဏ္ဍာမိုးသိန်းမှာသူမအသက်16နှစ်အရွယ်ကလေးကအဖေမရှိတဲ့အတွက်သူမဟာလုံဝါကျူကိုအားငယ်နေတာပါ။တကယ်လည်းသနာဖို့ကောင်းပါတယ်။သူမကိုယ်တိုင်ဘယ်မိသားစုကိုဒီအသက်အရွယ်ထိဦးစီးဦးဆောင်ပြုလုပ်ပြီးတော့ ထမ်းရွက်လာတာပါဒါပေမဲ့လည်းခုထပ်ပြည်သူတွေနဲ့ပေါက်ချားလာခဲ့တာကတော့ပြည်သူတို့အလုံးတနာနေကြတဲ့တဏ္ဍမုံသိန်းဟာလည်းနေပြည်တော်ကညွန်ချိုင်းမှုအချင်းဦးစီးမှာအလုံးလုတ်ကိုင်းနေတဲ့အိမ်ထောင်ရှိအမျိုးသားနဲ့ပေါက်ပြနေကြတယ်ဆိုပြီးတော်တော်လေးကိုနာမည်ကြီးနေပြီးတော့တဏ္ဍမုံသိန်းပေါ်မှာပြည်သူချိုကလည်းမင်းငယ်လုတ်ချင်နေရလားဆိုပြီးတံပြည့်အပြစ်တင်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်ဒီကိစ္စကအမှန်တကယ်ဆိုရင်တော့တဏ္ဍမုံသိန်းပေါ်မှာလည်းလုံဝကြီးကိုတဏ္ဍငှက်ညာလို့မရတော့ပါဘူးသူများအိမ်ထောင်ရေးကိုဖျက်ဆီးမဲ့မိမဆုပ်အဖြစ်နဲ့လုံဝကြီးကို ထင်မြင်ပြောဆိုလို့ရနေပါပြီ